အားလုံးမင်္ဂလာပါအာဒီနေ့ချစ်ကိုချစ်မတွေကို ကျွန်တော်အာရေချပေါ့နော်ရေချရေချီဖက်ကလာတဲ့ပခန်းလေးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်အာအဲ့ဒါလေးလည်းအရန်ကိုထမင်းအဲဟိုပါပေါ့ကျွန်တော်တို့ဒီမပြောမမာလေးနဲ့ထမင်းကောင်းတယ်အိုးတက်တယ်နော်အာပြီးတော့နောက်ပါလဲအစုခံတယ်ထမင်းသားအေးသွားရင်မာရဲမျိုးမဟုတ်ဘူးဗောနော် အေးသွားရင်ကျွန်တော်တို့မပြောမမာလေးဆန်ဖြစ်ပါတယ်အဲကျွန်တော်ထမင်းရှက်ပေးပါမယ်ထမင်းမရှက်ခင်မှာကျွန်တော်ဆန်နမူနာလေးပြပေးပါမယ်နော် เนาะဒီမှာပါဒါလေးကကျွန်တော်တို့ပခန်းပေါ့เนาะမနေ့ကပဲရောက်တာတော်တော်လာပါတယ်ပခန်းလေးเนาะအမ်ဒီဟာ1ပိုလေးလောက်ပါတယ်သူကလေအဲပိုလေး1ပိုလေးပါတယ်အထားခံတယ်အမ်သဲဆင်ပြီးသားပါကာလာကောက်ပြီးသားပေါ့เนาะတော်တော်လေးလေးသမ်းပါတယ်ဒါလေးကရေချီဖက်ကလာတဲ့ပခန်းဖြစ်ပါတယ်နော်ဒါလေးကိုကျွန်တော်တို့ထမင်းရှက်နေတယ်ပေါ့နော်တခါလေးတန်းပြပေးပါမယ်နော်ထမင်းသားလေး ကဲကျွန်တော်ဒီမှာပါเนาะပခန်းလေးတွေစူနေပြီအာထမင်းသားလေးတွေရင်ကိုွေးတာမတွေ့ဘူးเนาะကျွန်တော်တို့ဒီမှာပါအရန်ကောင်းပါတယ်เนาะအဲပြီးတော့ဟောင်းနေပြီเนาะဒီဆန်တွေဟောင်းနေပြီဟုတ်ဒီမှာပါเนาะအာเนาะဒီမှာပါအဲเนาะထမင်းတွေကောင်းတယ်အယိုးလေးတွေကျိုးတာပေးတာကိုွေးတာ မတွေ့ရဘူးเนาะအဲဟုတ်ကျွန်တော်တို့ဒါအရင်ညှိပြီးတော့တစ်ခေါက်ကြည့်ပါမယ်အာဒီမှာပါเนาะ အဲကျွန်တော်တို့ဒီမှာပါရေကြည်ဖက်ကလာတဲ့ပခန်းလေးဖြစ်ပါတယ်เนาะအဲကျွန်တော်တို့အိုးလေးတက်တယ်เนาะသမင်းကျွန်တော်တို့ဆန်နေနေလေးပဲချက်တာပါဒီကောင်လေးကအေးတော့ရင်မမာဘူးเนาะအဲပြောလည်းမပြောဘူးမပြောမမာလို့ ਨੇ စားလို့ကောင်းတဲ့သမင်းဖြစ်ပါတယ်เนาะတကယ်အဲပခန်းမှန်တယ်ဆိုရင် ကျွန်တော်တို့ဒါသမင်းမမာရဘူးအဲသမင်းဟာမပြောမမာလေးဖြစ်ရမယ်အဲ့ဒါမှပူအဆင်ပြေပါမယ်เนาะဒီမှာပါเนาะဒါလေးပါเนาะ ဒါလဲကို ကျွန်တော်တို့အာလက်ကစေး8000ကျော်ကျော်လေးနဲ့ပေးပါမယ်เนาะအဟောင်းပါเนาะအဲအိတ်ကတော့ကျွန်တော်ဒီလိုအိတ်ခွန်လေးတွေနဲ့ထည့်ထားပါရယ်เนาะအာဒီဒီဒီတစ်ဖက်ကြည်အိတ်လေးတွေနဲ့ထည့်ထားပါရယ်เนาะဒါအကောင်းစားเนาะဒါအကောင်းစားပါအထည့်ကအိတ်ပါလေးပါတယ်အဲဒီလိုမျိုးအကောင်းစားတစ်ဖက်ကြည်အိတ်နဲ့ထည့်ထားတယ်ဒါရေကြည်ကားလာတယ်ပကန်းဖြစ်ပါတယ်အရန်ကောင်းပါတယ် အဲကျွန်တော်တို့စီကအာဒီအကျန်းတွေကစပါတော့เนาะကျွန်တော်ဒီလိုမျိုးတဖက်ချီအိတ်လေးတွေနဲ့အကုန်လုံးသုံးထားပါဗျ။အဲရက်ကိုးစင်ဆိုရင်လည်းရက်ကိုးစင်တဖက်ချီအိတ်နဲ့เนาะအညာသားဆိုရင်လည်းတဖက်ချီအိတ်เนาะဒီလိုမျိုးပခန်းဆိုရင်လည်းတဖက်ချီအိတ်ဇီယာဆိုရင်လည်းတဖက်ချီအိတ်အလုံးတဖက်ချီအိတ်တော်တော်များများစိမ့်စင်းစင်းတစိမ့်အဲတိုက်တစိမ့်တိုက်ဟူတိုင်းဒီ အဲကျွန်တော်အကောင်းဆုံးအဲ့တွင်နဲ့ပဲကျွန်တော်အသုံးပြုထားပါတယ်ဒါဒီအဲချစ်ကိုချင်းမတွေအတွက်ပေါ့နော်ဒါစေတနာတွေမေတ္တာတွေကျွန်တော်ထိပေးထားတာဖြစ်ပါတယ်เนาะအဲချစ်ကိုချင်းမတွေဝိတ်တွေကလည်းပြောစရာမလိုဘူးဒါလေးတွေဆိုရင်ချိန်လိုက်ရင်20နဲ့25လောက်ရှိတယ်เนาะ20နဲ့25ပြည့်လောက်ရှိတယ်အဲတကယ်တမ်းကျရင်ဝိတ်ကတော့100နဲ့10ပေါင်ပါပဲ